အာနေခင်းနေအာမင်္ဂလာနေခင်းเนาะဒီနေ့ပြောပြမယ်အကြောင်းအရာကဘာလဲစင်လေးဒီဒုရယောက်ကတိုက်ပွဲကိုနှစ်တိုင်းဆက်နေတယ် ဒီကိစ္စလေးမပြောခင်မှာအနေနဲ့ရရမှာရှိကြတဲ့ဆရာတွေဘယ်ဆရာအောင်မှလည်းကျွန်တော်စောကားခြင်းမရှိဘူးအကောလုံးတိတတ်သိပညာရှင်ပါဒါမဲ့ဘဝရဲ့သွေးချုံထဲမှာအမှတ်တရလေးတွေကိုစုစည်းပြီးတော့ပြောဖြစ်တာအော်နံပါတ်1ပြောချင်တာကဘာလဲဆိုရင်ဒီကနေ့ပြောမယ့်ဂျာမရခုနပြောသလိုပေါ့တိုက်ဆက်အကြောင်းကို တအားကြီးအဆွဲလန်းဖြစ်တဲ့လူတယောက်ကိုဘလို့နီးနဲ့ချော့မော့ပြီးတော့ပြောခဲ့လဲစတာလေးကိုပြောပြမယ်ဒီအစီအစဉ်ကိုကြိုက်တယ်ဆိုရင်အောက်ကနေကြိုက်တာမန်ဝါလိုက်နော်တချို့ကလည်းဟိုသူများဘာအတင်တင်ဆဲမယ်ဆိုတော့ဆဲဆဲကြည့်တယ်ရှိတယ်နော်အမျိုးဆဲဆဲကြည့်လည်းရှိတယ်အမျိုးသမီးတယောက်အိမ်ရောက်လာတယ် သူတငယ်ချင်းခေါ်လာလို့လာတဲ့အခါကျတော့အော်ဘာဖြစ်လဲလို့မေးလိုက်တယ်အော်ဘာဖြစ်လဲဆိုရင်တဲ့သူကတဲ့ဒီဟိုဘက်ဆရာတယောက်စီသွားတဲ့အခါကျတော့နော်အဲ့ဒီဆရာကနေပြီးတော့သူ့တိုက်ပွဲဆက်ရမယ်တဲ့တိုက်ပွဲဆက်ဘယ်လောက်ကုန်မလဲလို့သူမေးတဲ့အခါကျတော့တိုက်ပွဲဆက်ရင်၃သိန်းကုန်မယ်တဲ့၃သိန်းကုန်မယ်အခါကျတော့အဲ့ဒီကောင်မလေးကသူမဆက်နိုင်လို့ဒီဘက်ချမ်း ရောက်ပြီးအကူအညီလာတောင်းတော့ဗောကိုကလည်းဘာမှလည်းနားမလဲเนาะနားမလဲတဲ့အတွက်လည်းအကူအညီပေးလိုက်တာပဲဘလို့အကူအညီပေးလဲဆိုရင်ကူညီပေးလိုက်တဲ့အကြောင်းအရာဘာလဲဆိုရင်တော့အာဒီကဲသူရဲ့မွေးနေ့မွေးနေ့ကိုလည်းဘာမှမစစ်တော့ဘူးသူကတိုက်ပွဲဆက်ချင်တယ်တဲ့ကူညီပေးပါအောင်အဲ့လောက်ထိလည်းသူမတတ်နိုင်ဘူးကဲမတတ်နိုင်ရင်လို့ နေလက်ထမ်းမှာရှိတဲ့ပတ်စံ9000ရှိနေရင်အဲ့ဒီ9000ကိုဈေးကိုသွားတောင်းပေါ်ရင်းနေစမ်းတဲ့အဲ့ဝဲတခုခုဝယ်ပြီးနှစ်သက်တဲ့ဘုံကြီးเจ้าမှာတကယ်ကိုလှူလိုက်တဲ့ပစ္စည်းကိုအတုံးလို့တဲ့ဘုံကြီးเจ้าကိုလှူအဲ့ကကြရင်ဘာဖြစ်လာမလဲဆိုလှူပြီးလို့ရှိရင်အဲ့ဒီဆရာတော်တွေကိုရှောက်ထားရည်စက်ချပေးနော်ဘလို့ရည်စက်ချပေးရမလဲဆိုကိုယ့်ရဲ့ ပဋ္ဌာန်းဆက်တွေတိုက်ဆက်တွေအတိုက်ဘဝတော်ဆက်ခဲ့တဲ့ဆွေတော်မျိုးတော်အားလုံးအတွက်ကိုရည်စက်ချပေးရမယ်။အော်ဘလို့ရည်စက်မျိုးချပေးရမလဲဆိုရင်လူတန်းမှုအစုစုတော်အားလုံးကုသိုလ်အမျှဝေပေးရမယ်။အဲဒီကကိုယ့်ရဲ့ပဋ္ဌာန်းဆက်တိုက်ဆက်တွေအသေးချာခေါ်အဲ့လိုမျှတာဝေပေးလိုက်ပြီးလို့ရှိရင်နေလဲအရာလို့ရှိရင်တရဏဂုံ၃ပါးကိုအမြဲတမ်းမနှញ្ញံရွတ်ပြီးတော့မေတ္တာပို့ပြီးနေ ဒါဆိုရင်စီဝါရေးဆင်ပြေမယ်နေရာတိုက်ဆက်တဲ့အားလုံးနဲ့ပေါ့အကျိုးပြန်ပြုလာမယ်ကာမှုကုသိုလ်လုပ်ပြရမယ်ဟိုဆွဲဒီဆွဲနေစိတ်ထဲမှာထားနေလို့မရဘူးနေဟိုပြီးရင်အဲ့ဒီဖုံးကြီးကြောင်းမှာနင်းလှူလိုက်တဲ့အရာကဆန့်အဖြစ်မယ်ဒီဆရာတော်ကချက်လိုက်လို့ရှိရင်ဆရာတော်တွေဆုံးဖုံးပေးတယ်တန်ဃာတော်တွေဆုံးဖုံးပေးတယ်ဗုဒ္ဓမြတ်ဖရာတွေဆုံးကပ်ပေးတယ်ကြံတဲ့သမီးတော်မှာခွေးချွေးခဲ့မယ်ဆိုဒီကုသိုလ်အလုံးဒီနေ့ရပဋ္ဌာန်းဆက်တယ်အကောင်လုံးရမယ် ဒါဇနိပဋ္ဌာန်စက်တိတာသူအနုမောဒနာခေါ်နိုင်မယ်။နင်းနောက်ထပ်ဘယ်ပဋ္ဌာန်စက်မှာဘယ်ပုဂ္ဂိုလ်ကိုမှတိုက်ပွဲပေးမယ်အုံငပြောပေးမယ်နိဗ္ဗာန်ပေါကဘယ်တော့မှမထွက်စေနဲ့။နေမပြေလေတိုင်းလေအမတော်တွေကူညီပါပွဲပေးမယ်ဘာညာပါဇက်ကနေဘာမှလည်းသမပြောနေနဲ့နိကိုဒီနေ့နေစပြီးတော့ဗုဒ္ဓမြတ်ဖျားရဲ့တပည့်သားသမီးအဖြစ်နဲ့နိကို ဆောက်ရှောက်ဖို့အတွက်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တယ်လဲဆောက်ရှောက်နိုင်အောင်နေဒီတရဏဂုံ၃ပါးကိုအမြဲတမ်းရွတ်နေရမှာနော်နေမနေညအိယာထဘုံလုံးနေစိတ်ထဲမှာတရဏဂုံ၃ပါးတီးပြီးဟဲ့စီနေဘဝလေးအမြဲတမ်းအစဉ်ပြေနေမယ်ချုံမောနေမယ်အေးအေးဆေးပဲပြောလိုက်တယ်။အိုးအနာတော်ထမေးတယ်တဲ့တမီးကရောအစဉ်ပြေကရမလားဆိုတော့နေဘဝမှာနေအစဉ်ပြေလို့နေကချစ်ကမကချစ်နေငါလည်းမဆိုင်ဘူး။ဒါမှလည်းရှိချင်နေငါပြောသလိုတော့ နေ့မှာပတ်သက်များလို့ရှိရင်တိုက်ဆိုတာကိုချော့ပလို့ရတယ်ဒါပေမဲ့တိုက်တကုန်နေချော့ပေးကမ်းတယ်ပဲစာကောင်းမှုကုသိုလ်လေးတာပြုလုပ်ပေးလိုက်ဒီတိုက်တွေနေ့အတွက်အမျှတောင်းဝင်နေအမျှခေါ်နေမယ်တာတို့ခေါ်နေပါအဲ့ဒီကုသိုလ်ကိုသူတို့ရနေကြမှာဒီတော့ကိုယ်ကိုယ်တိုင်ကလည်းဒီဆရာတော်ကြီးစီမှာဒီဘုံကျောင်းမှာတခုခုလူကြမယ်ဒီအလူတော့သူတို့အမျှရနေမယ်ကိုယ်ကိုယ်တိုင်ကလည်းအနည်းဆုံးဖျားမရှိခိုးနိုင်ပြင်းနေရင်တောင်မှ တဏ္ဍကုံ၃ပါးကိုမနဲ့ညမနဲ့ညရွတ်နေမယ်အဲ့ဒါတိုက်ရင်လေးရွတ်လို့ရတယ်နော်အဲ့တော့ဒီတဏ္ဍကုံ၃ပါးရွတ်နေတဲ့အတွက်ဒီလူဒီပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မြတ်တဲ့အဆောက်ရှောက်ကိုရလိုက်မယ်တဏ္ဍကုံ၃ပါးထုံလိုက်ဒီလူဒီပို့ပြီးထူးခြားလာမယ်ဒီအတွက်သူ့ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တွေကလည်းသူ့အတွက်နဲ့အမြတွေရလာကြမယ်တာသူတွေခေါ်လာတဲ့အခါကျလို့ရှိရင်ဘုံအားဖြစ်လေမြည်လာမယ်ဒါဆိုသူ့ကိုကူညီနိုင်မယ် လောကလူတွေမှာကလေဩနည်းနည်းဘေးရင်တက်ချေလိုက်လို့ရှိရင်မလောက်တက်လည်းသိတာတိုက်ပွဲဆက်ရမယ်တိုက်ပွဲဆက်ရမယ်တိုက်ပွဲဆက်လို့ရှိနေ3 4တိုင်း3 4တိုင်းဒါကဘဒုမှစော်ကားရတာမဟုတ်တကယ်မရှိတဲ့လူတွေကိုတခါလေကျရင်ဖြဲပြီးမှချပါနဲ့နော်အာတချို့ဆရာတွေကခွန်ရက်သားသမီးကဲတယ်လို့ဒါပြောတယ်ခွန်ရက်သားသမီးရဲ့ပတ်စံကိုဘလို့ မြဲရိုက်ဆက်နဲ့ရိုက်ရမလဲဆိုရဲရဲရဲလေးနဲ့နော်အဲ့လိုမျိုးဒါမဲ့ဒီသာပြောတာကဘယ်ဆရာမှမစော်ကားဘူးဒီကလေးမက အခက်ခဲတွေကြုံနေတယ်စီးပွားရေးတွေမပြေလည်ဘူးပွဲဆက်ချင်နေတယ်ယူတဲ့ဆရာက၃တန်းယူတယ်တော့မှတတ်နိုင်တယ်သူကိုးစီလာတယ်ကိုးစီလာတော့ကုညီပေးလိုက်တယ်ဖုန်ကြီးเจ้าကိုလမ်းပြပုတ်ပေးလိုက်တယ်အဲ့တော့ဖုန်ကြီးเจ้าမှာအစင်ပြေသွားတဲ့အရာလေးတွေနဲ့ သူကဒီနေ့ဒီဂျမရေကောင်းလာတယ်စီးပွားလက်လာပါတယ်ပြိလာတယ်ဒါဒီသူ့ရဲ့တိုက်ဆက်ပဋ္ဌာန်းဆက်တည်းရဲ့အစွမ်းထက်တရကုံသုံးပါးကိုမနဲ့ညာအလုံးလုံးရင်ရွတ်တဲ့အဆဆရရဆင်ပြေလာတယ်အဲ့တော့ဘဝမှာတင်ကိုယ်တိုင်ကရောတိုက်ဆက်ပဋ္ဌာန်းဆက်သွားဘာတွေလောက်ခဲ့ပြီးပြီလဲအဲ့တော့ဘာမှမလုပ်နိုင်ဘူးပွဲလည်းမဆက်နိုင်ဘူးဆိုရင်တရကုံသုံးပါးရွတ်အိမ်ကဖျားဆင်မှာစွန်ကကိုယ်တိုင်ကအတတ်နိုင်ဆုံးသီလလေးစောက်ထိန် ဒါဆိုရင်ဘဝအေးချမ်းနဲ့တိုက်ဆက်နဲ့တငယ်ချင်းဖြစ်ပြီးတိုက်တည်ရဲ့အကူအညီပေးမှုတိုက်တည်ရမစမှုကိုရလိုက်မယ်အဲ့တော့ဘဝမှာလလွယ်ပဲသွေးရှိတဲ့လူကတော့တိုက်ပွဲကိုသူကပြီးချော့နိုင်တယ်လေဒါကြောင့်လောကမှာအလိညာကင်းတဲ့လူနဲ့လည်းတွေ့ပါစေကျမ်းမာပါစေချမ်းသာပါစေเนาะ အားလုံးဘိခတ်သိမ့်ရံခတ်သိမ့်ကင်းငိမ့်ပါစေတိုက်ဆက်ပဋ္ဌာန်းဆက်ဓာတ်ဆက်နတ်ဆက်သွေးဆက်သားဆက်အတိတ်ဘဝကတော့ဆက်တဲ့ဆက်စူရာပေါင်းမျိုးတော်ပေါင်းတွေရဲ့စောင့်ရှောက်မှုကိုအားလုံးလည်းရကြပါစေမိမိကိုယ်တိုင်စွမ်းမပဲနတ်တွေကမလိုက်မယ်အဲ့တော့ကိုကိုယ်တိုင်ကစွမ်းအောင်လုပ်โอเคအားလုံးကျေးဇူးတင်ပါတယ်နားထောင်ပြီးတော့အမြင်မတူရင်ဝေဖန်ခြင်းနဲ့မေးခြင်းနဲ့ဆိုရင် ်ဝိုင်ပါနဲ့ပဲလည်းရတယ်ဒီအကောင့်ကနေရတယ်ကြိုက်ရကနေမေးသိရင်ပြန်ပြေးမယ်မသိရင်ပြန်မပြေးဘူးโอเคဒါကြည့်ပြီးလို့သဘောမကျတဲ့လူတွေဆဲခြင်းလဲဆဲသွားပါဆဲတဲ့လူကိုလည်းရမ်းချစ်တယ်မဆဲတဲ့လူလည်းရမ်းချစ်တယ်အကောလုံးချစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်